မန္တလေးမြို့မှာငလင်တန်းကြောင့်ပြိုကျခဲ့တဲ့ Sky Pillar ကွန်ဒိုကနေဇွန်6ရက်အထိအလောင်း130ကျော်တွင်းရှိထားတယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ဇွန်6ရက်မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရန်နီယာရီနဲ့အတူရုံလောင်းကျန်းရှိနေတဲ့မန္တလေးမြို့ Sky Pillar အဆောင်အုံ A အဆောင်နဲ့ B အဆောင်တို့ကိုဖယ်ရှားရှင်းလင်းခြင်းနဲ့ရုံလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။မေ28ရက်က Sky Pila အဆောင်အုံ BSN ကိုဖေရှားရှင်းလင်းတာနဲ့ရုံလောင်းထုတ်ယူရေးဆောင်ရွက်ခဲ့ရာညနေ9:25မိနစ်ခန့်မှာအခမ်းအမတ် K3 ကနေအမျိုးသမီးတို့ရဲ့ရုံအလောင်းမေ28ရက်က BSN အခမ်းအမတ် J4 ကနေအမျိုးသမီးတို့နောက်ထပ်9:35မိနစ်မှာအမျိုးသမီးတို့နဲ့9:45မိနစ်မှာအမျိုးသမီးတအိုးစုစုပေါင်း3ဦးတို့ရဲ့ရုံအလောင်းတွေမေ23ရက်မနက်09:00ခန့်မှာ B အဆောင်အခမ်းအမတ် I3 ကအမျိုးသားတအိုး မေ22ရက်ညနေ4နာရီခန့်က BSN အခန်းအမတ် i9 ကနေအမျိုးသမီးတအုပ်ရဲ့ရုံလောင်းတွေကိုထုတ်ယူရရှိခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဒါပြင်မေ22ရက်မနက်10နာရီမှာ BSN ကနေအမျိုးသားတအုပ်ရဲ့ရုံလောင်းမေ20ရက်မှာအမျိုးသမီး2ဦးနဲ့အမျိုးသားတအုပ်ရဲ့ရုံလောင်း မေ19ရက်မှာအမျိုးသမီးတဦးရဲ့ရုံအလောင်းမေ18ရက်မှာအမျိုးသားတဦးရဲ့ရုံအလောင်းမေ25ရက်မှာအမျိုးသားတဦးနဲ့အမျိုးသမီးတဦးတို့ရဲ့ရုံအလောင်းတွေကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပြိုကျောင်းခဲ့တဲ့ Sky Villa ကိုတို့ကနေရုံအလောင်းတရားကြော်ရရှိထားပြီဖြစ်တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ငလင်းလုံခတ်မှုကြောင့်ပြိုကျခဲ့တဲ့ Sky Pillar ကွန်ဒိုကို ADN Construction Company ကဆောက်လုပ်ထားတာပါ2018ခုနှစ်ကစောင့်လုပ်ပြီးတဲ့နောက်အခန်းတွေကိုစတင်ရောင်းချခြင်းကငလင်တန်ခံနိုင်တဲ့ဖောင်ဒေးရှင်းနဲ့တိစောက်ထားတာဖြစ်တယ်လို့ကြော်ညာပြီးရောင်းချခဲ့တာဖြစ်ပါတယ်။ Sky Pillar ကွန်ဒိုဟာအပိုင်း၄ပိုင်းရှိပြီးပြိုကျရာမှာအလဲပိုင်းနဲ့အနောက်ပိုင်းမှာစင်လွှာလုံးပြိုကျပြီးအရှေ့တစ်ပိုင်းဟာလည်းအပေါ်ဆုံး၆လွှာသာကျန်ရှိခဲ့ပြီးနောက်ဆုံး၄လွှာဟာမြေကြီးအတွင်းကျုံဝင်ခဲ့တယ်လို့သိရပါတယ်။